စိတ်သက်မြင်မာတဲ့ပုံကိုယ်တွေကိုလူလို့ခေါ်တာအထက်ကိုတလူလူတက်တဲ့စိတ်သက်ရှိတဲ့မြင့်မြတ်တဲ့စိတ်နေသဘောထားရှိမှလူလို့ဖြစ်တယ်သို့သောလူတွေထဲမှာလူစိတ်သက်ကင်းမဲ့ပြီးတော့တိရစ္ဆာန်တွေရဲ့သဘောဝမျိုးတွေကိုလည်းလူတွေထဲမှာသွားတွေ့နေရတယ်ပေါ့နော်ဒူးဒူးနိုင်ကျင့်နေဆိုတာတိရစ္ဆာန်တွေရဲ့သဘောဝတစ်ခုပဲ အဲ့ဒီဒိဋ္ဌိဆန်ရဲ့တဘာဝတစ်ခုဟာလူသားတွေထဲမှာလည်းလာပြီးတော့တွေ့နေတာတွေ့နေရတော့တကယ်လူသားစစ်မှန်ပြီးတော့လူစိတ်ဓာတ်အပြည့်အဝရှိတယ် human dignity ခေါ်တဲ့လူခွန်သိက္ခာအပြည့်အဝရှိပြီဆိုလို့ရှိရင်အနိုင်ကျင့်ခြင်းဆိုတာမရှိတော့လောကလူသားတွေဟာအာရှိအာမဲအာရှိတဲ့ပုဂ္ဂိုလ်ဟာအာမဲတဲ့ပုဂ္ဂိုလ်ကိုအနိုင်ကျင့်ကြတယ် ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကပစ္စည်းဥစ္စာမရှိတဲ့ပုဂ္ဂိုလ်နိုင်ခြင်းတယ်။ပညာတတ်တဲ့ပုဂ္ဂိုလ်ကမတတ်တဲ့ပုဂ္ဂိုလ်နိုင်ခြင်းတယ်။အသက်ကြီးတဲ့ပုဂ္ဂိုလ်ကအသက်ငယ်တဲ့ပုဂ္ဂိုလ်လေးကိုနိုင်ခြင်းတယ်လို့ဆိုတယ်။လူလောကမှာမမြတ်တာတဲ့လောရတရားလူစိတ်ကင်းကွာနေတဲ့အခါမှာဖြစ်ပေါ်လာတယ်။အဲ့ဒါကိုစာပေကျမ်းကမှာလူစိတ်ကင်းပြီးတော့အနိုင်ကျင့်တယ်ဆိုတာ ဘယ်လိုဟာမျိုးဘာကြောင့်အနိုင်ကျင့်မှုဖြစ်တယ်လဲလို့ဆိုလူတွေစိတ်နေသဘောထားတွေဟာရှမယံခအမျက်ဒေါသရှင်ထဲမှာထားကြတဲ့အခါမှာကက်ကလောကျန်နေစိတ်ကျန်နေစိတ်တက်အနေအချင်းသူတို့ဘာကိုနှိမ့်ဆက်ခြင်းနဲ့အနိုင်ယူခြင်းနဲ့တစ်ဖက်သားအပေါ်မှာအနိုင်ချင်းနေတဲ့ဆိုတဲ့သဘောတွေခရုတော် တဖက်သားကိုဒုက္ခရောက်အောင်လှုပ်ခြင်း ਨੇ ပရံဥသေးတိဒါဟေတိတိဖရူသောဆိုတဖက်သားကိုစိတ်ဆင်းရအောင်လှုပ်ခြင်း ਨੇ လူစိတ်တသာဟတိကောဆိုတဲ့စကားလုံးကအနိုင်ကျင့်တယ်လူတွေမှာအဲ့ဒီအနိုင်ကျင့်တယ်ဆိုရဲလောက်ရတဲ့ဟာလူလောကမှာလည်းတွေ့နေရတယ်ပေါ့နော်အဲ့ဒီတွေ့နေတာလူတွေရဲ့ဇယိုက်လက္ခဏာတွေဟာဘာကြောင့်ဖြစ်ပေါ်နေသလဲဆိုတာ အဲ့ဒါတွေဟာဖြစ်တဲ့မလားစဉ်းစားကြအောင်တန်လေးခတ်တုတ်တံမှာမြတ်စွာဘုရားကနှလုံးသွင်းမှုပြောတာနှလုံးသွင်းမှုအထဲမှာချင်းစင်တစ်ခုနေကိုကိုကိုပြင်ဆင်ကြရမယ်အနေထားတစ်ခုငါမှာအနိုင်ချင်းကျင်တဲ့စိတ်ဓာတ်ကျန်တဲ့နဲ့စိတ်ဓာတ်ငါမှာရှိသလားရှိလို့ရှိရင်ဒီစိတ်ဓာတ်မျိုး A quem amém.